ရှာကရှာမျိုးသမီးကိုငွေထိတ်ဆက်လို့သဘောထားပြီးယူခဲ့တာလာဟင်းလို့မဖန်ခက်ကမိလိုက်ရဇာနီထက်ကဘာမှပြန်မဖြေပဲညင်သွားပါတယ်ရှာဘွားမှာနောင်တရဆောင်ကရောဘာလဲလို့မပန်းခက်ကချက်မေးတော့မိဘလူဒီလူတွေရှောက်မင်းနေရတာလဲလို့ဇာနီထက်ကပြန်မေးရမပန်းခက်ကရှာကိုစိတ်ဝင်စားလို့ပါလို့ဖြေလိုက်ပါတယ်ဇာနီထက်ကကိုကိုစိတ်ဝင်စားနဲ့မပန်းခက်မိမလိုက်မယ်ကိုကငွေတစ်ခုပဲတန်ဖိုးထားတာအခြားချစ်တွေလူတွေကိုတန်ဖိုးမထားဘူးကုနှစ်ပညာကိုလည်းစိတ်ဝင်စားနဲ့လို့တတိပေးလိုက်ပါတယ်ပြီးတော့သူ့မှာနောင်တဆိုတာမရှိကြအောင်လှုပ်တင်လှုပ်ထိုက်လို့တာလုပ်ခဲ့တာကြီးပဲလို့ပြော ောပြီးမပန်းခတ်မာရောနောင်တရဆရာရှိလာလို့မေးလိုက်ပါတယ်မပန်းခတ်ကလုတ်ခဲ့ဘူးရာရဲ့အတွက်နောင်တမရှိရောပင်မဲ့လုတ်တင်လုတ်ထိုက်ပါရဲ့နဲ့မလုတ်လိုက်ရခြင်းကိုတော့နောင်တရမှာစိုးရဲလို့ပြန်ဖြေလိုက်တော့ဇာနီထက်ကမင်းကနည်းနည်းရောထူးခြားရဲ့မင်းကလေးပဲလို့မှတ်ချက်ပြုကထွက်သွားပါတယ် မပန်းခတ်ကတော့စိတ်ထဲကနေတန့်တီရီရေငါနည်းရကြောက်ကိုမပန်းခတ်နေနဲ့ကြိုက်မနေမိပြီလားမသိဘူးလို့တွင်းနေမိပါရဲ့ညရောက်တော့ဇန်ဒီထက်ရက်တော့နေတော့မပန်းခတ်ကတန့်တီရီဖြစ်အောင်ဆောင်ကဖုံးကော်လိုက်ပါရဲ့မောင်ပစ်ချခဲ့တဲ့ကြောက်ထဲမှာရမ်းချက်နာပဲမောင်မောင်ရင်ခွင်ကမှတကယ်နွေးတာမောင်တန့်ကိုကြောက်ထဲတွန်းချခဲ့ပေမဲ့တန့်ကတော့မောင်ကိုစိတ်မနာနိုင်ဘူးမောင်တန့်ကိုမောင်နာပြန်ခေါ်ထားပါလားလို့ပြောလိုက်တော့ဇန်ဒီထက်ကမင်းလောက်ပမာလဲလို့မေးလိုက်ပါရဲ့တန့်ကိုပိုက်ရှင်မဲ့အလောင်းဖြစ်တကြိုလိုက်ကြပြီးအခုဆိုရိုးတော်ပြကြနေလောက်ပြီပေါ့လို့မပန်းခတ်ကပြောလိုက်တော့အဲ့ဒါကပမာလဲဆို ပြီးဇန်နီထက်ကထပ်မေးလိုက်ပါရယ် မပန်းခတ်ပေးကပစ္စည်းတစ်ခုပြေချတန်ကြလိုက်တော့ဇာနီထက်ကအမွေရရဖို့တန့်တယ်မှန်းသေးကြရင်တော့လာခေါ်ရမှာပေါ့လို့ပြောပြီးအပေါ်ထက်ကိုတက်လာကမပန်းခတ်ခန်းတကားကိုဖွင့်ဝင်လာပါတယ်။ဇာနီထက်ဝင်လာပြီးမပန်းခတ်စီကဖုန်းကိုတင်းဆွဲယူကနေရာလှမ်းလိုက်ရှာတော့မပန်းခတ်ကဆရာပါလို့တားလဲမိန်းကလေးတယောက်ရဲ့ခန်းကိုအခုလိုမျိုးဝင်သင့်ပါဘူးလို့ပြောလိုက်တော့ဇာနီထက်က sorry ကိုတွင်းလွန်သွားလို့ပါလို့ပြောပြီးထွက်သွားပါတယ်။မပန်းခတ်ကတော့စောင်းအောင်မှာဖတ်ထားတဲ့ခြားဖုန်းတစ်လုံးကိုရှာမတွေ့သွားလို့တပြင်းချနေပါတော့တယ်။အခန်းပြင်ရောက်တော့ဇာနီထက်ကတန်မောင်းတန်ကြရလာလို့ထမေး ီးယားမပန်းခတ်ပြန်ထူလိုက်ပြီးခုနိုင်ပါမောင်လို့ပြောလိုက်တော့ဇာနေထက်ကဒေါသထွက်သွားပါတယ်မပန်းခတ်လည်းဖုံးကိုချက်ချင်းဆိုက်ပိတ်ပြီးပူထူသွားခဲ့ပါတယ်တစ်ဖက်မှာတော့စိုးသူရဲနဲ့တန့်စင်တို့မိုးသူအင်ကိုရောက်လာကြပါတယ်တန့်စင်ကမပန်းခတ်ကိုရှာနေတော့မိုးသူကမပန်းခတ်ဒီမှာမနေတော့ဘူးကိုတန့်စင်သူ့ဘဝဟောင်းနဲ့ပတ်သက်တဲ့နေရာကိုသွားတာပါမိုးသူနဲ့ဆက်သွယ်ရှိပါတယ်လို့ပြောလိုက်ပါတယ်မပန်းခတ်ကသူ့ဘဝဟောင်းကိုပြန်ရောက်သွားတာလားအဲ့ဒါတကယ်ဖြစ်နိုင်လို့လားလို့စိုးသူရဲကမေးတော့မငြင်းနိုင်တဲ့အချက်တွေကြောင့်ငါလည်းလက်ခံလိုက်ရတယ်လို့မိုးသူကပြန်ဖြေလိုက်ပါတယ်ဒါဆိုမပန်းခတ်မဟုတ်ဘူးလို့နေကကောက်ချက် က်ချလိုက်ပြီလားလို့ဆိုတော့မိုးသူကကောင်းနှင်ပြပါတယ်ဒါဆိုမပန်းခက်ကကျွန်တော်စီပြမလာတော့ဘူးလားလို့တန့်စင်ကမေးတော့ဟုတ်တယ်လို့မိုးသူကပြောလိုက်ပါတယ်ကျွန်တော်မပန်းခက်အစီကဘယ်ရောက်သွားတာလဲဗျာလို့တန့်စင်ကမေးတော့ သူပြောပုံအရတော့ရှေ့ရမပန်ခတ်ကဆေးရုံလာရဲ့လမ်းမှာပဲဒုက္ခနာကိုကိုဆုံခွာသွားပြီလို့မိုးသူကရှင်းပြပါတယ်။မိုးသူကအရင်မပန်ခတ်မဟုတ်တဲ့အခြားမပန်ခတ်တရားအဖြစ်လက်ခံထားကြောင်းသူမကတန်တီယူနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဖြစ်ချင်းပြီးအရင်ကနဲ့မတူတဲ့အခြားမပန်ခတ်တရားအဖြစ်နေထိုင်သွားမှာပါလို့ပြောလိုက်ပါတယ်။တန်စင်ကတော့သူကဘာဖြစ်လို့ကျွန်တော်ရဲ့မပန်ခတ်အဖြစ်မနေချင်ရတာလဲ။ဘာပဲဖြစ်ဖြစ်သူပြန်လာရင်ကျွန်တော်ကအမဲချွနေပါတယ်လို့ပြောပြပါလို့မိုးသူကမှားလိုက်ပါတယ်။ဆိုသူရကတော့မပန်ခတ်ကအရင်မပန်ခတ်နဲ့မပတ်သက်တော့တဲ့အခြားမပန်ခတ်အဖြစ်နေသွားတော့မယ်ဆိုတော့ င်နဲ့ရောပတ်သက်နေအောင်မှလာလို့မေးလိုက်ရင်လည်းဒီပိုင်းလေးဆုံးသက်သွားပါတော့တယ်